အားလုံးမင်္ဂလာပါဗျာကျွန်တော်ဒီနေ့မှာတော့ iPad တစ်လုံးကိုတစားစီခေါ်ပြမယ်မိတ်ဆွေများလည်းအထက်မှာဘာလို့ရှိလဲဆိုတာလေ့လာလို့ရပါတယ်ဗျာအရင်ရက်ကတော့ကျွန်တော် iPhone 7 Plus နဲ့12 Plus ကိုကျွန်တော်ပဲစီဒီလဲပြခဲ့တယ်အဲ့တော့တစားစီခေါ်ပြခဲ့တယ်ဒီနေ့မှာတော့ကျွန်တော်ဒီမှာ iPad တစ်လုံးလေးပေါ့နော်ဒီကောင်လေးကတော့အဟောင်းလေးပါပဲဗျာအဲ့ဒီကောင်လေးကိုအထက်မှာဘာလို့ရှိလဲဆိုတော့တစ်ချက်တော့လေ့လာကြည့်မယ်မိတ်ဆွေများလည်းစိတ်ဝင်စားလို့ရှိရင်ထက်မှာလေ့လာကြည့်လို့ရပါတယ်ဗျာโอเคဒါဒီကောင်လေးကတော့ old model လေးပေါ့နော်ဒီကောင်ကတော့အရင်ကမော်အရင်က model လေးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော် model လေးဆိုတော့ဒီကောင်လေးကကျွန်တော်တို့တွေ အဲခွာခွာမယ်ဆိုလို့ရှိရင်ဒီပေါ်နေခွာမယ်เนาะโอเคတစ်ချက်လောက်ကျွန်တော်ဆန်းဆန်းကြည့်မယ်ဆန်းကြည့်မယ်ဆိုတော့ဒီကောင်လေးကမှန်ကျွန်တော်အပေါ်မှန်နဲ့အပေါ်မှန်တိတ်မကောင်းတော့ဘူးเนาะအဲ့တော့တိတ်မကောင်းတော့ဆိုတော့ဒီကောင်ကဒီအခုနောက်ပိုင်းရတော့မှန်ကတခါတည်းတွဲလာတာများတယ်ဒီကောင်အရင်တော့အုံမိုတယ်တွေကတော့အပေါ် test test တက်တက်အဲ twin က acd တက်တက်လေးလို့ရပါတယ်โอเคเนาะဒီမှာကျွန်တော်ဒီကောင်လေးတစ်ချက်လောက်ခေါ်ရုံနော်ဝေးဒါအပေါ်ကကျွန်တော်တို့အပေါ်အပေါ် test အပေါ် test ပေါ့နော်โอเค ဒီကောင်လေးကအပေါ်ဒက်စ်ဖြစ်ပါလေအဲသူရဲ့ကြိုရလေးအောက်မှာရှိရနော်အဲဒီကောင်လေးကိုခဏလို့ချလိုက်မယ်ချပြီးတော့သူကဘေးမှာသူရဲ့နှက်ကလေးရှိတယ်အဲ့နှက်လေးဒီမှာနော်ဒီနှက်လေးရှိတယ်နှက်လေးလေးလိုက်ဖြုတ်လိုက်မယ်နော်โอเคကျွန်တော်ဒီဘောနေနှက်ကတစ်လုံးနှလုံးမှာသုံးလုံးလေးလုံးပေါ့เนาะအရင်ဆုံး LCD ကိုကျက်တဲ့နှက်လေးလုံးကိုကျွန်တော်ဖြုတ်ဖြုတ်လိုက်ပြီးဖြုတ်လိုက်ပြီးဆိုတော့ဒီကောင်လေးကိုตาလေးခါကြည့်မယ်โอเคအဲဒါလေးပဲဖြစ်ပါတယ်ဒါဒါဆိုလို့ရှိရင်ဒီမှာပေါ့เนาะတက်နဲ့ LCD ရဲ့တက်တက်စီလာเนาะဒီမှာသူ့ socket လေးရှိတယ် သူ့ဆော့ကက်လေးအတိုင်းပဲဖြုတ်လို့ရပါတယ်ဗျာနော်အရင်လွယ်ပါတယ်โอเคဒါဒါဆိုလို့ရှိရင်ဒီဒီမှာသူ့ရဲ့သူ့ဆော့ကက်လေးနော်ဒီဆော့ကက်လေးအတိုင်းဒီမှာဒါလေးဖြုတ်လိုက်မယ်နော်အဲလိုနော်ဒီမှာโอเคဒါလေးပဲတော့တက်ချင်ဒါလေးဒါလေးပြန်ပြန်ထုတ်ပြန်ထိုးထည့်ထည့်လိုက်ရုံပဲနော်လွယ်တယ်โอเคဒါလေးကိုဒါဆိုလို့ရှိရင်ဒီကောင်လေးကတော့သူ့ရဲ့ man LCD ဒါကတော့ touch ပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းလာတဲ့လုံးလေးကတော့တခါလေးတွဲထားတာများတယ်နော်ခွာလို့မရတော့ပါဘူးခုနောက်ပိုင်း tablet လေးကတော့ခွာလို့မရတော့ဘူးနော်โอเคဒါဆိုဒီကောင်လေးခဏထားလိုက်မယ်နော် ဝေးဒီမှာလေး test ဆိုလဲဒီမှာပေါ့နော်ဒီမှာတော့သူ့ရဲ့ test ကျိုးရှိတယ်ဒီမှာပေါ့နော်အဲဒီမှာသူ့ရဲ့အပိတ်ဖွင့်နေတဲ့သူလဲနော်အပိတ်ဖွင့်နေတဲ့ okay အဲ့တော့ဒီကောင်လေးလည်းဖြုတ်လိုက်မယ်နော်ဟဲ့ဒါဆိုရင်သူရဲ့တက်နဲ့အဲ့ဒါနော်ဒီမှာသူရဲ့တက်နဲ့အဲ့ SD နဲ့ပြီးသွားပြီနော်ဒီမှာအဲ့ဒီမျိုးလေးအဲ့သူရဲ့တက်မှာဒီမှာဟုံးကီလေးပါတယ်နော်ဒီမှာအဲ့ဒီမှာဟုံးကီလေးအဲ့ဟုံးဟုံးကီလေးโอเค ခုကျန်တဲ့ကဘာမှမြင်ရစားမရှိဘူးဗျာဒါကတော့ circuit board ဒါကတော့ battery ပုံเนาะဒီမှာဒီမှာကျွန်တော်တို့သူ့ရဲ့ကင်မရာတိဆောက်ပုံကတော့ဒီ battery ပုံအပေါ်မှာကင်မရာဒီမှာကင်မရာတစ်လုံးပါမယ်ဒီမှာဖက်ကင်မရာပါမယ်ပုံเนาะဒါကတော့ ပတိသုံးလုံးဖြစ်ပါတယ်ဒီပတိကလုံးဝအကြီးကြီးနော် heavy တွေဒါကြောင့်မို့သူကအားရရှယ်ခံတာပေါ့နော်ပတိက heavy တွေဒါပေမဲ့အခုနောက်ပိုင်းလာလဲအလုံးတွေကတက်တလုံးတည်းကိုအကောင်းဆုံးဖြစ်အောင်ချုပ်လိုက်တာများပါတယ်အဲ့လောက်တည်းမကြီးတော့ဘူးနော်အောက်မှာအောက်မှာ speaker ချမ်းရှိမယ်နော်ဒီမှာအောက်မှာ speaker ချမ်းလေးအောက်မှာ speaker ချမ်းရှိမယ်ဒါတော့သူ circuit board ပဲ circuit board ကျွန်တော်တစ်ချက်ဖြုတ်ပြမယ်နော် โอเคသူစက်ကလေးဖြုတ်ဖို့အတွက်ကျွန်တော်နှစ်တစ်လုံးနှလုံးသုံးလုံးလေးလုံးငါလုံး6လုံးကျွန်တော်နှစ်6လုံးဖြုတ်လိုက်တယ်အဲ့တော့ဒီမှာလည်းသူ့ရဲ့ဒီမှာထိုင်ဒီမှာဆော့ကလေးကိုဖြုတ်လိုက်မယ်ဒါလေးကတော့ဒီမှာเนาะဒါလေးကတော့ speaker ပဲဖြစ်ပါတယ်ဒါကတော့ speaker ကျိုးပေါ့เนาะဒီကောင်လေးကတော့ကျိုးလေးနဲ့လာတယ်အဲ့တော့ဒီမှာလည်းကျွန်တော်တွေထိုင်လေးတစ်ခုဖြုတ်လိုက်မယ်โอเคအပြီလို့ရှိရင်ဒီကောင်လေးကဖုန်းလိုင်းကျိုးပေါ့เนาะကျွန်တော်ယင်းတစ်ခါပြောလို့ပဲဖုန်းလိုင်းမဖုန်းလိုင်းမှာပဲဖုန်းနေနေအားလုံးကအတူတူပါပဲအဲ့ဒါလေးအကုန်ပါတယ်မျိုးပေါ့เนาะတစ်ခုပဲတိဆောက်ပုံလေးနဲ့ကျွန်တော်တွေအထိုင်လေးနည်းနည်းလေးကွာတာမရှိမှအားလုံးနေပါအတူတူပါပဲ ုန်းနဲ့ဖုန်းတိုင်းမှာကင်မရာပါတဲ့အတွက်ကြောင့်မို့ကင်မရာ IC ပါမယ် Wi-Fi ပါတဲ့အတွက်ကြောင့်မို့ Wi-Fi IC ပါမယ်ပေါ့နော်အဲ့ဒါလေးတွေပါမယ် Okay Okay ပြီးလို့ရှိရင်ဒီမှာဆွဲဖြိုးလိုက်တယ်မယ် Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကင်မရာ IC အဲ့တော့သူ့ထဲမှာလည်းခုနလိုပေါ့ပေါ့နော်သူလည်းအဲသူသူသူတက်ဆိုင်ရသူကင်မရာ IC Wi-Fi IC Audio IC အဲ Power IC စပြီးအားလုံးကပါတဲ့ IC အားလုံးကအတူတူပါပဲတခုပဲပေါ့နော်ဒီကောင်လေးကဒီ iPhone နဲ့ Samsung နဲ့ကြတာသူ့ရဲ့ကိုယ်ပိုင် IC ရှိပါတယ်ကိုသူ့ကိုယ်ပိုင် IC နဲ့သူသုံးနေပေါ့ဗျာနော်ကျွန်တော်တို့ โอเคอ่าဆိုလို့ရှင်ကျွန်တော်ဒီဒါဆိုရင်ပြီးပြီပြီးပြီဆိုလို့ရှင်ဒီကောင်လေးကတော့ကျွန်တော်ဒီဒီမှာဘောတော့ကင်မရာဂျိုးဒီကင်မရာနဲ့ကျွန်တော်တို့ ESP ကဒီဂျိုးတွေပေါ့နော်ဒါโอเคပြီးလို့ရှင်တော့ဒီမှာအောက်ချန်တွေတကူကြံမယ်အောက်ချန်တကူကြံမယ်ပြီးဒါတော့သူ့ရဲ့ဘက်ထရီပဲဖြစ်ပါတယ်သူ့ရဲ့ဘက်ထရီကတော့ဒီမှာအောက်မှာကော်လေးနဲ့ကတ်ထားတယ်ဗျအဲကျွန်တော်တခုတော့ခေါ်ပြမယ်နော်โอเคมาบ่เนาะ โอเคဒီမှာဒါလေးပါပဲဒီဟာတော့ပတိရတော့သုံးလုံးပါရတာအရင်တော့ဟာတွေမလို့ပေါ့နော်ခုနောက်ပိုင်းတော့တစ်လုံးကိုပဲ powerful strong ဖြစ်အောင်လုပ်လိုက်လဲချုပ်လိုက်တယ်ပေါ့နော်ချုပ်လိုက်ပါတယ်အဲ့တော့ဒီဟာလေးပဲပြဒီအဖုန်တဲမှာဘာမှလည်းမရှိဘူးဒီကောင်ဆိုအရင်တော့ဟာတွေကိုပို့ပို့လို့ရှင်းတယ်နော် โอเคอ่ะဆိုဖုန်းနဲ့ဖုန်းနဲ့တော့သဘောတရားတွေတော့အလုပ်တူပဲပေါ့เนาะဒီမှာဒီမှာဆိုလို့ရှိရင်လည်းသူ့ရဲ့အာသွင်ပေါက်ထိုင်เนาะအာသွင်ပေါက်ထိုင်လည်းမကောင်းရင်ဒီမှာအထိုင်လေးဖြုတ်ပြီးလဲရုံမဲ့စပီကာမကောင်းရင်ဒီမှာစပီကာလေးဖြုတ်လဲရုံမဲ့အဲပြီးလို့ရှိရင်ဒါတော့သူ့ရဲ့ background မှာမကောင်းရင် background မှာလေးဖြုတ်လဲရုံမဲ့ဒီမှာเนาะ background မှာဖြုတ်လဲရုံမဲ့အဲဒီကောင်ကလေးကဒီကောင်ဒီကောင်စင်းပါလေတင်တယ်အော်ဟုတ်တယ်စင်းပါလေပြတော့ဒီမှာအဲဒီမှာ ဆင်းပါလို့ရှိရင်ဒီမှာသူ့ရဲ့စင်ငတ်ထိုင်လေးရှိတယ်။ဒါလို့ line မတက်ဘူးဆင်းမတက်ဆိုလို့ရှိရင်မှာစင်ငတ်ထိုင်လေးဒါလေးဖြုတ်လေးလိုက်ရုံပဲ။ဒီကောင်ကျတော့ပိုးလို့လဲလိုက်လွယ်နော်။သူကသူဒါလေးသူ့ဟာနဲ့သူ့လာဆိုတော့ပိုးတော့လွယ်ရတယ်လဲရတယ်အဆင်ပြေသေးတယ်။အဲ့တော့ဒီမှာထုံးတဲ့အချိန်မှာတက်ခင်မကောင်းတော့ဒါလေးဖြုတ်ပြီးတော့လဲလိုက်ရုံပဲ။နော်အရန်ကိုလွယ်တယ်နော်။အကြောကျွန်တော်ဖုန်းတိုင်းမှာဘာမှအခက်အခဲကြီးဘာမှမပါဘူးပေါ့နော်။အားလုံးကရှင်းနေနေတာပဲ။အဲခုခုနောက်ပိုင်းကျတော့နည်းနည်းသူကအော်မင်းရဲ့ဖုန်းလေကြတော့တော်တော်နဲ့သူပိုးတော်ရှင်ပြီးလွယ်သေးတယ်ဒီတကယ်တည်းဆိုလို့ရှိရင်တော်သူ ချုပ်ပြီးတော့တလုံးနဲ့ထုတ်လိုက်တဲ့ကောင်းအောင်လို့ပေါ့နော်။ Okay ။အဲဆိုရင် message အလုံးနဲ့ထမှန်ပါရှိတယ်ဆိုတော့သိရှိသွားပြီးထင်ပါတယ်ဗျ။အဲကျွန်တော်နောက်ဗီဒီယိုမှာတော့ကျွန်တော်ဘယ်ဖုန်းလေးကိုခွာပြအောင်မယ်ဆိုတာ message များဆက်လက်ပြီးတော့ကြည့်ပေးပါအောင်ဗျ။အဲ message များတိလို့တဲ့ဖုန်းလေးများရှိနေကုန်မှရေးခဲ့ပါနော်။ message များဘာဖုန်းလေးကိုင်းနေဆိုတာတွေရေးခဲ့ပါ။ကျွန်တော်ကျွန်တော်ဒီမှာရှိတာနဲ့တခါတည်းခွာပြပေးပါမယ်။ message တို့သိချင်တဲ့ဖုန်းလေးရှိနေကုန်မှရေးခဲ့ပါဗျ။ကျွန်တော်ခုလိုပဲဒစားစီခွာပြပေးမယ်ရှင်းပြပေးပါမယ်ဗျ။အားလုံးကျေးဇူးတင်ပါတယ်ဗျ။ Lion Square နေပြီးအားပေးကြပါအောင်ဗျ။ကောင်းတဲ့နေ့လေးပတ်သက်ကြပါစေဗျာ။ ပဲမကလာမပြပို့ပါလေးနဲ့ပညာကနဲ့အားလုံးကိုကျိုးဆိုပါတယ်ဗျာ like and subscribe နဲ့ပြအပေးချပါဦးဗျာ yeah yeah